အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့နှစ်ခုဖြစ်ပြီးတော့ပထမတစ်ခုကတော့ကျေးဇာလူသက်သမား3ဦးကနေမြန်မာပြည်သားတယောက်ကို အမေရိကအလဲပိုင်းမှာရှိတဲ့ Nebraska State က Omaha ပြည်နယ်မှာတပ်ဖြတ်လိုက်တဲ့ကိစ္စကိုဖမ်းဆီးမိပြီးတရားရုံးမှာစစ်ဆေးရာတွင် အာမခံယူမလားတို့မေးတာကိုညှင်းဆို့လိုက်တယ်ဆိုတဲ့သတင်းရဲ့နောက်တစ်ခုကတော့အမေရိကမှာခိုးဝင်ကျူးကျော်တဲ့အထက်ကအာရှနိုင်ငံသားတွေကိုလစ်ဗျားနိုင်ငံကိုပြီးနှင်းပြီးနှင်းတန်းပေးပို့ဖို့တည်ဆောင်မဲ့လေရင်ကိုတရားသူကြီးကနေပြီးတော့တားဆီးထားတယ်ဆိုတဲ့သတင်းနှစ်ပုတ်ဖြစ်ပါတယ်။သတင်းအပြည့်စုံကတော့အမေရိကရဲ့နဗရစကာပြည်နယ်ကအိုမဟာမြို့မှာပြီးခဲ့တဲ့နှစ်ဒီအချိန်မှာဖြစ်ပွားခဲ့တဲ့တနက်ဖြန်ဆိုးရွားစွာ ြစ်သက်ခံနိုင်ရတဲ့ကြော်သူလို့အမိရတဲ့မြန်မာလူမျိုးတယောက်တည်ဆုံးမှုကိုစုံစမ်းစစ်ဆေးဖော်ထုတ်နေရာအခုတော့တန်ကြရရှိသူမြန်မာနိုင်ငံသား၃ဦးကိုဖမ်းဆီးရမိပြီးစစ်ဆေးမေးမြန်းတရားတွေဆွဲထားပြီးဖြစ်ပါတယ်။အသက်35နှစ်အရွယ်ကြော်သူအသက်ခံရမှုအပေါ်စာထူး39နှစ်ရဲ့ယူထူး46နှစ်ရဲ့တန်ဝင်းဦး38နှစ်တို့အားဖမ်းဆီးမိပြီးတရားစွဲဆိုနေပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်မေလမှာတော့ရဲတပ်ဖွဲ့ဟာတနတ်ဒဏ်ရာတွေနဲ့လဲကျနေတဲ့ကြော်သူကိုအိုမဟာပြည်နယ်က highway တစ်ခုနားက Charles Street မှာတွေ့ရှိခဲ့ရပြီးစီးရုံကိုအမြန်ဆုံးပို့ဆောင်ခဲ့ပေမဲ့လည်းတနတ်ဒဏ်ရာများကြောင့်လမ်းမှာတည်ဆုံသွားခဲ့ရပါတယ်။ကြော်သူရဲ့ဖုန်းထဲကဗီဒီယိုတွေထဲမှာတော့အခုဖမ်းမိတဲ့အထက်ကစာထုဟာကြော်သူမတည်ဆုံးမီမိဖို့ကြောင့်တဲ့တွင်အတူရှိနေခဲ့တာကို တွေ့ရှိရပါတယ်။ တရားဆွဲဆိုလိုက်တာကတော့ကျော်သူတည်ဆုံးရမှုဟာတိန်ဝင်ဦးအမည်ရတဲ့သူကကျော်သူကိုမင်းကိုငါကိုယ်တိုင်မတက်ပဲလူငါပြီးတတ်ခိုင်းမယ်လို့ကြိန်ဝါပြီးတော့လက်ရဲစဲရဲရှိတဲ့အခြားမြန်မာပြည်သားနှစ်ယောက်ကိုပတ်စံပေးငါရပြီးတတ်ခိုင်းတာဖြစ်တယ်လို့သူက ရုံးတော်မှာထွက်ဆိုထားပါတယ်ပြီးတော့အခင်းဖြစ်ပွားပြီးတာနဲ့တိန်ဝင်ဦးဟာဗန်ထဲကသူ့ဗန်ထဲကငွေဒေါ်လာ3000ကိုထုတ်ယူသွားတာကိုသိရှိခဲ့ရပြီးသူမှားယမ်းထားတဲ့ လူသက်သမားနှစ်ဦးဖြစ်တဲ့စာထုနဲ့ယူထုတို့ရဲ့အိမ်ကိုသွားရောက်တွေ့ဆုံခဲ့ကြောင်းတရလူတွေရဲ့ဆွဆဲကြွက်မှာဖော်ပြထားပါတယ်။ပလိအဖွဲ့ကတော့စာထုဟာရာဇသက်ကြီးပုံမှန်၃ခုဖြစ်တဲ့ပူပေါင်းကြံစည်ပြီးလူသက်မှု ပထမအဆင့်လူသက်မှုကျူးလွန်ခြင်းတနတ်သုံးဆွဲပြီးလူသက်မှုစကြည်လို့ဖြင့်တရားဆွဲဆိုခံထားရပြီးသူဟာရခင်ကလည်းရာဇဝတ်မှုရှိခဲ့ပြီးထောင်ဒဏ်9လ ကြားခံခဲ့ဘူးတော့ဘူးကြောင့်သိရပါတယ်။ YouTube ကိုလည်းပထမအဆင့်လူသတ်မှုပူပေါင်းပါဝင်ကြံစီပြီးလူသတ်မှုတို့ဖြင့်တရားစွဲဆိုထားပြီး၎င်းတို့အားငှားရမ်းပြီးတတ်ခိုင်းခဲ့သူတိန်ဝင်းဦးကိုတော့ပထမအဆင့်လူသတ်မှုပူပေါင်းကြံစီလူသတ်မှုပြစ်မှုကျူးလွန်ရန်လက်နက်စီစဉ်မှုတို့ဖြင့်တရားစွဲဆိုထားပြီးသူဟာလည်းရခင်ကအကြမ်းဖက်မှုတစ်ခုပြုလုပ်ခဲ့မှုတွေအတွက်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ဘူးသူဖြစ်ကြောင်းသိရပါတယ်။ယခုရုံတော်ကခြေချုံနဲ့အာမခံရှောက်မလားမေးတော့သူတို့တွေကမလျှောက်ဘူးလို့ညှင်းဆိုထားကြောင်းလည်းသိရပါတယ်။အခုတော့အဲ့ဒီလူသတ်မှုကိုနဗရက်စကာပြည်နယ်ကအိုမဟာတရားရုံးမှာဆက်လက်ကြားနာနေပြီဖြစ်ပါတယ်။ဒုတိယသတင်းတစ်ပုဒ်ကတော့အာရှနိုင်ငံမှာခိုးပင်ကျူးကျော်စိုးသွမ်းသူတွေကိုလေပြားနိုင်ငံတို့ပြည်နယ်တံပေးပြီးခေါ်ယူသွားတော့မယ်လေရင်ကို ဘိုးတရားရုံးတရားသူကြီးကနေပြီးတော့အရေးပေါ်ချက်ချင်းဆိုင်းငံ့ထားလိုက်ကြောင်းပဲဖြစ်ပါတယ်။အဲ့ဒီခိုးဝင်ကျူးကျော်တွေဟာဆိုရင် အများစုဟာဖိလစ်ပိုင်နိုင်ငံ၊ဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံတွေကလူတွေများပြီးထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံကလည်းပေါ်ဝင်ကြောင်းသိရပါတယ်။မေလ9ရက်2025မှာ NBC News ကတင်ဆက်သွားတာကတော့အမေရိကဟာခိုးဝင် ကျူးကျော်တွေကိုအမေရိကန်အကျဉ်းထောင်မှာမထားဘဲသူ့နိုင်ငံက သူတို့ရဲ့မူရင်းနိုင်ငံတွေကပြန်လည်မခံဘူးဆိုရင်အခြားတတရနိုင်ငံတွေကိုပြည်နှံတန်ပေးနေရာအခုနောက်အချင်းထောင်တစ်ခုဖြစ်တဲ့လစ်ဗျားနိုင်ငံကအရက်အချင်းထောင်ငရေစခန်းကိုပို့နေပြီဖြစ်ပါတယ်။အဲ့ဒီအာရှကနေခိုးဝင်ကျူးကျော်ရီဟာတက်ဆက်စ်ပြည်နယ်ကအချင်းစခန်းမှာထိမ့်သိမ်းခံနေခဲ့ရပြီးသူတို့ရဲ့မူရင်းနိုင်ငံတွေကအစိုးရတွေက၎င်းတို့ကို ပြန်လည်လက်မခံနိုင်ကြောင်းညှိဆိုလိုက်တာကြောင့် ရေပြားနိုင်ငံမှာရှိတဲ့အချင်းထောင်အားပို့ဆောင်မဲ့ကိစ္စကိုသူတို့ရဲ့သဘောတူညီချက်မပါဘဲနဲ့အချင်းထောင်အာဏာပိုင်များကဖိအားပေးပြီးလက်မှတ်ထိုးခိုင်းတာတွေရှိနေကြောင်းအဲ့ဒီအတွက်တရားခဏတွေဘက်ကဆောင်ရွက်နေတဲ့ရှိနေကအယူခံဝင်ရန်တင်သွင်းလွာကြောင်းခရိုင်တရားသူကြီးကနေပြီးတော့လေရင်မထွက်ခွာမီတားမြစ်လိုက်ကြောင်းသိရပြီးအမေရိကန်စစ်လေရင်ကတော့ထွက်ခွာထွက်ခွာကန်ဒီဆက်ဆဲမှာရပ်တန့်လိုက်ရပြီးတော့ ူဝင်မှုကြီးကြရေးအဖွဲ့ကတော့တရားသူကြီးကို၁ရက်အချိန်ပေးမယ်အဲ့ဒီအတွင်းစီလျော်ပြီးတော့လက်တင်ခံနိုင်တဲ့အကြောင်းပြချက်မရှိဘူးမပြနိုင်ဘူးဆိုရင်တော့ဒီကိစ္စဘလို့မှတားလို့မရနိုင်ကြောင်းပြောလိုက်ပါတယ်လီဘီယာနိုင်ငံကဆိုရှယ်မီဒီယာတွေမှာတွေ့ရတာကတော့အခုကိစ္စမှာအမေရိကကခိုးဝင်ကျူးကျော်တွေကိုသူတို့စီကိုပို့မယ်ဆိုတာသူတို့တော့မသိရကြောင်းသူတို့နိုင်ငံကသဘောမတူဘဲခေါ်လာလို့မရကြောင်း ရေပြားနိုင်ငံအရှိပိုင်းကိုထိချုပ်ထားတဲ့အမျိုးသားစစ်တပ်ကလည်းရေပြားနိုင်ငံရဲ့သဘောတူညီချက်မပါဘဲဒီခိုးပင်ကျူးကျော်တွေကိုလက်ခံမိမဟုတ်ကြောင်းညှင်းဆိုလိုက်ပါတယ်။ကုလသမဂ္ဂရဲ့မှတ်တမ်းတွေအရကတော့ရေပြားနိုင်ငံဟာနိုင်ငံတကာကရာဇဝတ်သားများကိုဖမ်းဆီးချုံနှောင်နှိပ်စက်ထားခြင်းညှဉ်းဆဲခြင်းကျုံပြူခြင်းလိန်ကျုံပြူခြင်းတပ်ဖြတ်ခြင်းစသည်တို့နဲ့နိုင်ငံဆိုးတွေနဲ့ကြော်ကြားတဲ့အလွန်ဆိုးသွမ်းတဲ့နိုင်ငံတစ်ခု ဖြစ်ကြောင်းရေးသားထားပြီးတော့အမေရိကန်နိုင်ငံသားရေးဝန်ကြီးရူဘီယိုကတော့လစ်ဗျာအစိုးရအားငွေပေးပြီးတော့ဒီခိုးဆိုးကျူးကျော်တွေကိုထိမ့်သိမ့်ပေးရန်ညှိနှိုင်းထားပြီးဖြစ်ကြောင်းပြောပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာသတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုတိုက်နှစ်သက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other Bye bye.